ပါရှင်ဇာမနီအန်တာတိန်မန့်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့မြန်မာနိုင်ငံမှာရခိုင်မျိုးနွယ်စုဝင်တဲကမှလူတည်နေတဲ့ဒိုင်းနဲ့လူမျိုးများရဲ့ရိုးရာပွဲတော်တစ်ခုအကြောင်းကိုတင်ဆက်ပေးသွားကြပါရစေရှင် ရခိုင်မျိုးနယ်စုဝင်တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်တဲ့တက္ကမခွန်ဒိုင်းနယ်လူမျိုးတို့ရဲ့ဘီစုခွန်ဒကြံပန်းမျောပွဲတော်ကိုနှစ်စဉ်တကူးလာမှာကျင်းပပြုလုပ်ကြပါတယ်။ထိုပွဲတော်ကိုတော့ရခိုင်တပြည်နယ်လုံးကတက္ကမလူမျိုးများလာရောက်ဆင်နွှဲကြခြင်းပဲဖြစ်ပါတယ်။တက္ကမဒိုင်းနယ်လူမျိုးများသည်ရခိုင်ပြည်နယ်တွင်ဘူးတီတောင်မောင်းတော်ပုံနာကျွန်းကြောက်တော်မြောက်ဦးနှင့်မင်းပြမြို့နယ်တို့မှနေထိုင်ကြပြီးတချို့ကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့စ်ပါဇာပလောင်ချိတ်ခရိုင်နှင့်စစ်တကောင်းတောင်တန်းနယ်တွေမှနေထိုင်ကြရလို့လည်းသိရပါတယ်။ပန်းမျောပွဲပြုလုပ်ကြခြင်းရဲ့ရည်ရွယ်ချက် ချက်ကတော့မိုးတွင်းမှာဆန်ရီစဘာပေါ်များဖို့အတွက်뇌ကုံမိုးပြောင်းကာလတကြံအချိန်မှာခတ္တိယတက်ကြသားကီများပြီးပြီးချောင်းဆောင်နဲ့မြစ်ဆောင်နဲ့များကိုပန်းတွေနဲ့ပူဇော်ကြတဲ့သဘောပဲဖြစ်ပါတယ်။ရှေးရွရာအစင်လာတရက်ဖြစ်တဲ့အတွက်ယခုလိုမပြတ်ကွယ်သွားရအောင်ကာကွယ်ဆောက်ရှောက်တဲ့အနေနဲ့ကျင်းပခြင်းလည်းဖြစ်ပါတယ်။ခတ္တိယရဲ့အတိတ်ပဲကတော့ခိတ္တဆိုတဲ့လယ်သမားစကလုံးကဆင့်သက်လာခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့မိုးရာသီလဲရလုပ်ငန်းတွေဖြစ်ထွန်းအောင်မြင်ဖို့အတွက်ယခုလိုပန်းမြောက်ပွဲကိုနှစ်စဉ်တကြံကာလမိုးမကြမီမှာပြုလုပ်ကြခြင်းလည်းဖြစ်ပါ ါတယ်။ပန်းမျောပွဲတော်မှာအနီအနားကတောပန်းတောင်ပန်းများကိုခိုးဆွပြီးပန်းမျိုးစုံကိုငှက်ပြောရွက်နဲ့ပြုတ်လောက်အလှဆင်ထားတဲ့ချင်းပုံစံအမျိုးမျိုးထဲမှာခိုးဆွရရှိထားတဲ့ပန်းများကိုထဲကတကြံအကျိုးပထမနေ့မှာပန်းမျောတကြံကိုကျင်းပကြခြင်းလည်းဖြစ်ပါတယ်။အမျိုးသမီးငယ်များကချောင်းရည်ထဲတွင်မျောကြပြီးချောင်းဆောင်နဲ့မြစ်ဆောင်နဲ့များကိုပူဇော်ကြခြင်းလည်းဖြစ်ပါတယ်။ထိုနေ့မှာဆိုရင်အိမ်နားအိမ်နိုင်မှာဖျောင်းနိုင်စင်မီများထွန်းခြင်းကျေးလက်ဝင်းခြင်းမြစ်ချောင်းရည်တွင်ရေကန်ရှိနတ်များကိုပူဇော်ပတ်တာခြင်းတွေကိုလည်းပြုလုပ်ကြပါတယ်။ဒီဒလေးကထိုင်းန နိုင်ငံမှာကျင်းပလေရှိတဲ့ Craton Festival ပွဲတော်နဲ့လည်းဆင်တူပါတယ်။ဒါအပြင်ဘာသာရေးထုံးနှံဆင်လာအရာလူငယ်များကမိမိနေထိုင်ရာကျေးရွာအတွင်းမှာတက်ကြီးရွယ်အိုများကိုရေချိုးတန်ဆင်ပေးခြင်း၊ဖျားစီတီဖုန်ကြီးเจ้าများကိုတွားရောက်ခါဖျားရည်တပဲကုသိုလ်ယူခြင်း၊အမွေးနဲ့သားများပပန်းခြင်း၊အဆောက်အအုံများကိုတန်ရှင်ရေးပြုလုပ်ခြင်းစတဲ့ကုသိုလ်ကောင်းမှုတွေပြုလုပ်ကြပါတယ်။ပန်းမျိုးပွဲအတွင်းတကြံမကြမီ၃ရက်ခန့်အလိုတဲကသက်ဆိုင်ရာကျေးလက်အသေးသေးမှာကျေးလက်ကောင်းဆောင်များကပန်းမျိုးတကြံဖြစ်မြောက်ရေးအတွက်ဆွေးနွေးတိုင်ပင်ကြပါတယ်။ အကျုံနေ့မတိုင်မီတရက်အလိုမှာကျင်းရွာတိုင်းမှာမန်တက်ထိုးပြီးမန်တက်သူဖုံးကြီးကျောင်းမှဖရားတစုပင်ဆောင်ကမန်တက်ဆင်းမြင့်အလဲမှာရှိတဲ့ဇပွဲကုံပေါ်မှာတက်ပယ်စွာဖူးမြော်နိုင်မှုအတွက်ပင်ဆောင်ထားကြပါတယ်။အဒီနေ့မနက်ပိုင်းမှာပဲတရက်လုံးတရွာလုံးလူမျိုးအပြိုတွေစုယုံကအပြိုများကကျင်းရွာပဝင်းကျင်းတောတောင်များမှာပန်းမျိုးစုံခုဆုတ်ကြပြီးလူမျိုးများကတော့ငပြောရများကိုခုတ်ထားကြပါတယ်။ထို့သောဆောင်ရွက်နေစဉ်မှာတခြားလူငယ်များကမန်တက်မှနေကတိကျပြများကိုတီးဆိုတီးမှုတ်ကခုံကြပါတယ်။လူမျိုးများကခုတ်ယူလာသောငပြော ရများကိုလှပစမ်းကြအောင်ချင်းပုံတံအမျိုးမျိုးပြုလုပ်ကြပြီးအပြိုများခုဆွလာတဲ့ပန်းမျိုးစုံကိုတော့ချင်းထဲမှာတည်တက်စွာထည့်ပြီးပန်းလှစင်ကမန်းတက်ရှိမှရှိတဲ့ဆင်းမြင့်ပေါ်မှာတန်းစီပြီးဖျားရှင်ထံမှာပထမဦးစွာကတ်လူကြပါတယ်။ကြကြံအကျိုးမတိုင်မီညနေဘက်မှာတော့ကြေးရွာများမှာရှိတဲ့ဖုံတော်ကြီးเจ้าများမှာတန်ငါတော်၅ပါးပင်ဆောင်ကရက်လုံးကျော်ရွာလုံးကျော်လာရောက်ပြီး၅ပါးသီလကိုခံယူဆောက်တည်ကတရားတော်နာယူကြပါတယ်။တရားတော်နာယူပြီးတဲ့အချိန်မှာတော့လူငယ်တွေကတိဆိုတိမုတ်ကခုံပျော်ရွှင်စွာနဲ့တညာလုံး းမန်းတက်ကိုစောင့်ချက်ပေးကြပါတယ်။ဒဇန်အကျိုးနဲ့မိုးလင့်မီဆိုတာနဲ့ကြေးရွာအတွင်းမှာရှိတဲ့ဖျားစီဒီများနဲ့ဖုံတော်ကြီးเจ้าများကိုတော့ရောက်ခါရေတက်ပေးကြပြီးအမွေးနဲ့သားများဖြင့်အဆောက်အအုံများကိုလည်းတန်ရှင်းရေးပြုလုပ်ကြပါတယ်။အဒီနောက်မှာတော့လူငယ်တွေမှာကြေးရွာအတွင်းမှာရှိတဲ့တက်ကြီးရွယ်အိုများကိုမန်းနဲ့ဆောင်ကိုဖိတ်ခေါ်ကဥပုပ်ဆောင်မသွားမီမန်းတက်အတွင်အသင့်ခတ်ထားသောချိုးရည်များဖြင့်ရေချိုးတန့်စင်ပေးပြီးဖုံကြီးเจ้าများကိုဥပုပ်ဆောင်ရန်လိုက်ပါပို့ဆောင်ပေးကြပါတယ်။ဒီလိုဘာသာရေးဆိုင်ရာကုသိုလ်များယူပြီးနောက်မှာတော့မနက်၈နာရီရောက်တာနဲ့ကြေးရွာအနီးမှာ ာရှိတဲ့မြချောင်းအင်းအိုင်ရေကန်တစ်ခုခုမှာရွာရှိမိမပြူများကရိုးရာဝတ်စုံများဝတ်ဆင်ကမန်းနဲ့အတွဲမှာရှိတဲ့စင်မြင့်ပေါ်မှာပန်းချင်းများကိုကင်ဆောင်ကရွာရှိမိမပြူလေးများကတန်းစီထိုင်ပြီးတော့ပန်းချင်းများကိုဖြိုင်းတူမြချောင်းနဲ့မျှောကြပါတယ်မြစ်ဆောင်နဲ့ချောင်းဆောင်နဲ့မြစ်ဆောင်နဲ့ချောင်းဆောင်နဲ့များကိုပန်းချင်းမျှောပြီးပူဇော်ပတ်တာကြပါတယ်ထို့ပူဇော်ခြင်းကိုတော့ဘီဆူးမီလာခေါ်ပန်းမျှောတဲ့ကြံပွဲလိုပဲခေါ်ပါတယ်ရှင် ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ချစ်စရာဒိုင်းနက်လူမျိုးများရဲ့ရိုးရာပွဲတော်တစ်ခုအကြောင်းကိုတင်ဆက်ပေးသွားခြင်းပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့အကြောင်းအရာများနဲ့ဗဟုသုတဖြစ်ပွဲရဲ့သမိုင်းကြောင်းများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်။